ွန်းဆိုတော့ဘုရားကြီးကအာတုရဆိုတာ၃မျိုးရှိတယ်တဲ့။နာကျင်ခြင်း၃မျိုးရှိတယ်တဲ့။ဒီခန္ဓာကိုယ်ကြီးမှာနော်။ပထမနာကျင်ခြင်းကဘာလို့ဆိုတော့ဇရာတုရတဲ့။ဇရာတုရဆိုတာအိုလို့နာလာတာ။နော်အသက်ကြီးလာပြီဆိုတော့ခြေတော့ကလည်းမကောင်းဘူးလက်ကလည်းမကောင်းဘူးခါကလည်းမကောင်းဘူးခေါင်းကလည်းမကောင်းဘူးဘာမှမကောင်းဘူး။ဟုတ်လားမဖြစ်လာတော့နာလာတာ။အခိုင်းကြံလာတဲ့ဆက်တခုခုနကဟိုဟာချောင်းဟုတ်လားဟိုဝဲဦးကပြုံး ဘာမှသူ့ဟာကတဲ့တဲ့ရဲ့ရဲ့မရှိတော့ပုံမှန်မဟုတ်တော့အဲ့တော့အသက်ကြီးလို့ကိုခန္ဓာကိုယ်ဟာနားလာတယ်ဒါကိုဘာပြောမလို့ရှရန်တူတာအိုလို့နားလာဒါအိုရင်ဒါကိုရှောင်လို့မရဘူးဒါကြောင့်တချို့ဆရာဝန်တွေကပြောတာရှိရလေယောဂဖြစ်တဲ့လူကြီးတွေသွန်ပြတယ်ဒါအသက်ကြီးလို့ဖြစ်တာကုလို့မရဘူးတတယုံတော့ပဲလုပ်ရမယ်အဲ့ဒါကိုပါခေါ်မလို့ရှရာတူတာနောက်ဒုတိယအာတူတာကဘာလဲဆိုတော့ ရောဂါတူတာတဲ့တချို့မအူသေးပဲနဲ့နာတယ်ဘာလို့လဲဆိုတော့ယောဂါကနှိမ့်ချက်လို့လူကအသက်မကြီးသေးဘူးယောဂါကအမျိုးစုံနေပြီနော်ဖြစ်လျာဘဝသူများကိုနှိမ့်ချက်ခဲ့တဲ့ညှင်းဆဲခဲ့တဲ့ဒေါသအားကြီးခဲ့တဲ့ပုံကိုယ်တွေအဲ့လိုယောဂါများတာပဲယောဂါများပြင်ဆိုတော့နာကျင်တယ်ကြိုက်ခဲ့တယ်နောက်ဦးဇင်းတို့တတိယနာကျင်ခြင်းကဘာလို့လဲဆိုတော့ကိလေသာတူတာလောဘဒေါသကြောင့်နာကျင် ဒါလေးကတော့အလုံးမစဉ်းစားရကောင်းတယ်ပေါ့လောဘဒေါသကြောင့်နာကျင်တယ်ရှင်ရဲတယ်ဒါကလည်းပဲတတိတွေညံတွေကောင်းမှသိနိုင်တယ်ပေါ့ညာတော်ဖြစ်တော့ဒကာဓမ္မတို့ဦးရှင်တို့တွေကဒီလောဘဒေါသနဲ့ပဲနေနေတာသူတို့ ਨੇ နေရတာနာကျင်တယ်ဆိုတာကိုမခံစားမိဘူးသူတို့ ਨੇ နေရတာနာကျင်တယ်အခါရခတ်တယ်ဆိုတာကိုတကယ်ထင်ရှားကျင်တယ်ဆိုရင်သူတို့မရှိဘဲနေကြည့်တဲ့ကာလလေးတွေများအောင်ကြိုးစားကြည့်တဲ့ သူတို့မရှိတဲ့အချိန်မှာဘလောက်တက်တာလဲဆိုတာကိုသိမယ်ဆိုရင်သူတို့ရှိတဲ့အခါမှာဘလောက်ဆင်းရဲလဲဆိုတာကိုသိနိုင်တယ်။နော်။အရေးသေးရောက်မှနေပူတဲ့နေရတာတော်တော်ပင်ပန်းမှလားဆိုတာကိုသိနိုင်တယ်။နေပူတဲ့ကြီးနေနေကြဆိုရင်သိပြီးတော့ပူလို့ပုံမှန်မသိတာရှိတယ်။တချို့အလွန်ဆင်းရဲတဲ့လူတွေနေပူတဲ့မှာလုံနေတာပဲသူတို့မှပူတယ်လောင်တယ်လို့သိပြီးတော့ညီးတာမရှိဘူး။ဟာအရှိတဲကြီးအမြင်နေနေတဲ့လူတယောက်နေပူတဲ့ခဏလေးသွားလိုက်တာနဲ့ဟာပူလာကြီးလောင်လာကြီး ဖြစ်လာဒါတဘာဝလေးတွေကိုဥစဉ်တို့ပြောပြတာပါအဲ့တော့လောဘဒေါသကြောင့်ဒီစိတ်ဟာပူလောင်နေနာကျင်နေဆိုတာကိုထင်ရှားကျင်နေဆိုရင်လောဘဒေါသမရှိဘဲဖြစ်အောင် နေကြည့်တတ်တဲ့အလေးအကျင့်လေးကြိုးစားကြည့်တဲ့ပေါ့အဲ့တော့ဥစဉ်တို့နာကျင်ခြင်းဘယ်နှမျိုးလဲ၃မျိုးနော်ဇရာတူရာအိုလို့နာလာတယ်ရောဂတူရာအနာရောဂါကြောင့်နာတယ်ကိလေသာတူရာကိလေသာတို့ကြောင့်နာတယ် တော့ဦးဇင်းတို့အကုန်ခြုံပြောရရင်ဒီခန္ဓာကိုယ်ကြီးဟာအကြောင်းအမျိုးမျိုးကြောင့်နာကျင်နေတယ်။အဲ့ဒီနာကျင်နေတဲ့အတွက်ကြောင့်သူဒီတကယ်တန်ဖိုးရှိတဲ့အရာမဟုတ်ဘူးလို့သုံးသတ်တယ်တဲ့။ဘဖို့ရောဂဏံတာရရဏဘာဝေနနေတရတဣမတခန္ဓာတယောဂသဘော အများကြီးဖြင့်ဆက်ဆံနေတဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်ဟာ